င်္ဂလာညချမ်းပါ2025ခုနှစ်မလ22ရက်နေ့ရေဒီယို NUG ပြည်ရင်းသတင်းတွေကိုတင်ပြပေးသွားပါမယ်ဒီမှာကတော့ຫນွေဦးမှမဒီမှာအောင်တင်ပြပေးမယ့်တဲ့ရင်ကတော့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရဲ့ဆာယာစီမံခန့်ခွဲဝန်ကြီးဌာနအနေနဲ့လူသားစာနာကဏ္ဍအတွက်တက်18.2ဘီလီယံသုံးဆွဲခဲ့ပြီးပြီလို့ဆိုတဲ့တဲ့ရင်ဖြစ်ပါတယ်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရဲ့ဆာယာစီမံခန့်ခွဲဝန်ကြီးဌာနအနေနဲ့လူသားစာနာကဏ္ဍအတွက် 2024ခုနှစ်ဒီဇင်ဘာလကုန်အထိကျပ်18.2ဘီလီယံသုံးစွဲခဲ့ပြီးဖြစ်တယ်လို့ပြောပါရတယ်။မနေ့ကမလ20ရက်မှာကျင်းပတဲ့ဒီတော်စုလွတ်တော်ကုစားပြုကော်မတီပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရေးဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ရှင်းလုပ်ငန်းစဉ်တွေရှင်းလင်းတင်ပြရမှာခုလိုဒီပေးပြောဆိုလိုက်တာဖြစ်ပါတယ်။စီဝေးမှာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရေးဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနတာဝန်ရှိသူတွေက လူသားဆန္ဒကဏ္ဍမှာနေရဲစွန့်ခွာသူတွေနဲ့စစ်ဘေးရှောင်တွေအတွက်စားနေအခါနဲ့မိုးကာတွေဖြည့်ဆည်းပေးတာတဘာဝဘေးအနေနဲ့ထိခိုက်ခံစားရသူတွေကို ထောက်ပံ့ကူညီတာစစ်ကောင်စီရဲ့အကြမ်းဖက်မှုကြောင့်ထိခိုက်ဒဏ်ရာရသူတွေနဲ့ကျန်ရစ်သူမိသားစုဝင်များနိုင်ခြင်းများနဲ့သူတို့ရဲ့မိသားစုဝင်များထိခိုက်လွယ်ပြီးသူတွေဖြစ်တဲ့မတန်ဆွမ်းသူများနဲ့တက်ကြီးရွယ်အိုများသူတို့ရဲ့မိသားစုဝင်များအယံဆန်တူလောက်မှုစီစဉ်များဘုံခိုခြင်းတိဆောက်ပေးခြင်းနဲ့ ။ဒီပညာပေးခြင်းကဏ္ဍတို့အတွက်ဤပညာနဲ့ငွေကြေးဖြင့်2024ခုနှစ်ဒီဇင်ဘာလကုန်ထိကျပ်18.2ဘီလီယံသုံးစွဲခဲ့တယ်လို့ဆိုပါရယ်။ဒါ့အပြင်ပတ်စင်မိုးလေဝသတရင်နဲ့ရေပေါ်မိုးလေဝသကြိုတင်အသည့်သတိပေးခံမှန်းချက်များထုတ်ပြန်ခြင်းရာသီဥချိန်ခါလိုက်ဖြစ်ပွားတဲ့ပြည်နယ်တွေသိမြင်နားလည်နိုင်ရေးအသိပညာပေးတာကာလရှည်စပေးရှောင်းတွေအတွက် စာမေးခါဘူးလို့ရင်းနဲ့ဝင်ငွေရအလောက်ကန်တွေရရှိစေရေးပံမိုးပေးနိုင်မဲ့လူရှင်အဖွဲ့အစည်းတွေရှာဖွေချိတ်ဆက်ပေးတာတွေစာတာတွေနဲ့ပတ်သက်လို့ဝန်ကြီးဌာနကဆောင်ရွက်ထားရှိမှုခြေအနေတွေနဲ့ရှင်းလင်းငန်းစဉ်တွေလည်းရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါဗျာ။တက်ရောက်လာတဲ့ကော်မတီဝင်တွေကဆွေးနွေးမေးမြန်းအကြံပြုခဲ့ကြပြီးဒုတိယဝန်ကြီးဒေါက်တာငိုင်းထမ်းမောင်နဲ့တာဝန်ရှိသူတွေကပြန်လည်ရှင်းလင်းပြေကြားခဲ့တယ်လို့လည်းသိရပါဗျာ။ဆိုပါစီဝေကိုပြည်အောင်စလွတ်တော်ကိုစားပြုကော်မတီအတွင်းမှုနဲ့ဖွဲ့ဝင်များရေးရာကော်မတီကဖွဲ့ဝင်များ လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာငိုင်းထံမှောင်းနဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့ပြည်တော်စစ်မှတ်တော်ကိုစားပြုကော်မတီကထုတ်ပြန်ထားပါတယ်ရှင်။နောက်ထပ်တင်ပြပေးမယ့်သတင်းကတော့စကောင်စီရဲ့လေကြောင်းရင်ကြောင့် KNU နယ်မြေကចောင်းသားတွေရဘာဒေါ်ထဲမှာစာမှုပွဲဖြေခဲ့ရတဲ့သတင်းဖြစ်ပါတယ်။စစ်ကောင်စီကစာတင်ကြောင်းတွေပါဝင်ရတနာနေထိုင်ရနေရာတွေကိုပြစ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်နေတာကြောင့် ရင်မျိုးသားစီယုံ KNU နဲ့မြေကចောင်းသားတွေရဘာတော်ထဲမှာစာမှုပဲဖြည့်ဆူခဲ့ကြရတယ်လို့ KNU ဒူပလိုက်ယာခရံကထုတ်ဖော်ပြောဆိုလိုက်ပါတယ်စစ်ကောင်စီရဲ့လေချောင်းတိုက်ခတ်မှုနဲ့အကြောက်တရားတွေကြားကဂျိုင်းစိတ်ကြီးလို့ခေါ်တဲ့ဝင်းရင်မြို့နယ်မှာကင်းပညာရေးနဲ့ရင်းချမှုဌာနရဲ့ကော်တူးလေအစိုးရစစ်စာမှုပဲဖြည့်ဆူပြီးစီးသွားတာလို့ဆိုပါတယ်ရဘာတော်ထဲမှာစာသင်ကုန်တွေချပြီးစာမှုပဲဖြည့်ဆူခဲ့ကြတဲ့အကြောင်းသားအကြောင်းသူတွေရဲ့အမှတ်တမ်းတပုံတွေလည်းဖော်ပြထားပါတယ် ရင်မျိုးသားစီယုံအုပ်ချုပ်နယ်မြေတွေမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေရှိနေပေမဲ့ဝင်းရင်မြို့နယ်မှာပြင်ပညာရေးနဲ့ရင်ချင်းမှုဌာနရဲ့ကောတူးလေအစိုးရစစ်ဆောင်ပွဲကိုတာဝန်ရှိကောင်းဆောင်တွေနဲ့အကြောင်းဆရာဆရာမတွေပူးပေါင်းဆောင်ရွက်မှုနဲ့မလ၁၄ရက်ကပဲအောင်မြင်စွာဖြေဆိုပြီးစီးခဲ့တယ်လို့အသိပေးပါတယ်။ဒီကောတူးလေအစိုးရစစ်ဆောင်ပွဲကို KN Education Culture Department KECD က Grade 6 9 12စတဲ့အထံတွေကကျောင်းသားကျောင်းသူတွေနှစ်စဉ်ဖြေဆိုရပြီး အောင်လက်မှတ်တွေကိုလည်းနှစ်စဉ်ထုတ်ပေးတယ်လို့သိရပါဗျ။ KNU ဘို့ဟုတ်ကလည်းဒူပလာယာခရဝင်းရင်းမြို့နယ်က2023-2024ပညာသင်နှစ်မှာဖြည့်ဆို့ခဲ့တဲ့ကောတူးလေဆိုရစစ်ဆောင်မွေးဝဲကိုအောင်မြင်ခဲ့တဲ့ကျောင်းသားကျောင်းသူတွေကိုအောင်လက်မှတ်တွေဂုဏ်ပြုချီးမြှင့်ပေးခဲ့တဲ့အကြောင်းဒီကနေ့မလ22ရက်မှာထုတ်ပြန်ထားပါတယ်။စစ်ကောင်စီဟာ KNU အုပ်ချုပ်နယ်မြေတွေကရပ်သားနေထိုင်ရာနေရာတွေကိုလေကြောင်း drone နဲ့နေကြီးစာလာရီနဲ့တိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေတဲ့အတွက်ရပ်သားပြည်သူတွေပါဝင် ကျောင်းသားကျောင်းသူနဲ့ကလေးငယ်တွေထိခိုက်ပေးဆုံးခဲ့ရတာတွေရှိနေတယ်လို့သိရပါတယ်ရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့စီးရဲတင်းမာမှုတွေရှိနေတဲ့ကြားကလူခွေရင်းနီးပြားတင်တန်းကိုညာဒေတာမှာအောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။စီးရဲတင်းမာမှုတွေရှိနေတဲ့ညာဒေတာမှာလူခွေရင်းနီးပြားတင်တန်းတစ်ခုအွန်လိုင်းကကျင်းပနိုင်ခဲ့တယ်လို့မြို့သားညီညွတ်ရေးအစိုးရလူခွေရင်းဆိုင်ရာဝန်ကြီးဌာနရဲ့အညာလေးလာရေးစင်တာအညာ Studies Institute တို့ကထုတ်ပြန်ပါတယ်။ မြို့သားညီညွတ်ရေးအစိုးရလူခွင့်ရေးဆရာဝန်ကြီးဌာနနဲ့ညာလေးချင်းရေးစင်တာတို့ပူးပေါင်းဆီစဉ်တဲ့အဆိုပါတင်နန်းကိုမလ၄ရက်နေ့ကနေ၁၄ရက်နေ့ထိ၁၇ရက်ကြာကျင်းပခဲ့တာလို့ဆိုပါတယ်လူခွင့်ရေးဆရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းဦးဆောင်တဲ့တင်နန်းဖွဲ့ဟာမကွေးစကိုင်းနဲ့ချင်းပြည်နယ်တို့မှာရှိတဲ့မြို့နယ်၁၉ခုကတင်နန်းသားတွေကိုလူခွင့်ရေးဆရာအခြေခံသဘောတရားတွေဖြင့်ပြည်ပဆိုင်ရာလူသားချင်းစာနာမှုဆရာဥပဒေနဲ့သဘောတရားတွေကိုပို့ချခဲ့တယ်လို့သိရပါတယ်တင်နန်းမှာလူခွင့်ရေးအကြောင်းအရာတွေ ဂျန်နာဆိုင်ရာအကြောင်းအရာတွေနဲ့နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေများကြောင့်တင် जा ခဲ့တယ်လို့လည်းအညာလစ်လာရေးစင်တာကတည်ပြထားပါတယ်။ဒါအပြင်လူခွေရေးတင်နန်းနည်းပြတွေကိုယ်တိုင်တင်ယုံညွန်းနှံရေးဆွဲနည်းတင်နန်းတွင်ဆွေးနွေးမှုတွေမှာစီလျော်ချော်မွေ့အောင်ပမိုးကူညီဆောင်ရွက်ပေးနိုင်ရေးဆွဲရေးဒုတ်တက်စီရေးတို့လည်းလေ့ကျင့်သင်ကြားပေးခဲ့တယ်လို့သိရပါတယ်။ ဇင်းနန်းကာလာတွင်စကောင်းစီဘက်ကလေရင်တွေနဲ့မကြခဏလာရောက်ပစ်ခတ်တဲ့အတွက်လေရင်တန်ချာတာနဲ့ရှောင်တန်းရတာစစ်ကြောင်းထုတ်လာတာတွေကြောင့်ထွက်ပြေးရတာတွေနဲ့ရင်ဆိုင်ခဲ့ရပေမဲ့တင်းနန်းသားတင်းနန်းသူတွေအနေနဲ့တင်းနန်းပြီးဆုံးအောင်တက်ရောက်ခဲ့ကြတယ်လို့ဆိုပါတင်းနန်းကိုတက်ရောက်ခဲ့တဲ့တင်းနန်းသားတဦးကပြောပါရယ်ညာလေးလာရေးစင်တာဥက္ကဋ္ဌဥပညာတို့ကဒီတင်းနန်းဟာညာတခွင်ကလူခွေရေလွတ်လပ်မှုနဲ့ဒုက္ခုံဒိခါနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဖြင့်တရားမျှတမှုဆိုင်ရာလုပ်ငန်းတွေအတွက်ရေးကြီးတဲ့လုံဆောင်ချက်ဖြစ်ပြီး ပုံမကောင်းမှုနဲ့အရေးတခုကိုဖော်ဆောင်မှုအရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်တယ်လို့အသိပေးပြောဆိုထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ပို့ခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။